အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဗီဒီယိုလေးမှာတော့ပင်လယ်စာအကြိုက်ဆုံးသူတွေအတွက်သတင်းကောင်းရောသတိပေးချက်လေးတွေပါဒီနေ့ပြောပြပေးသွားမှာပါဂုံစားပြီးရင်ဘလို့အစားအစာတွေကိုလုံးဝမစားသင့်ဘူးဆိုတာမိတ်ဆွေတို့သိပါလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ် ဂုံးဟာအရသာရှိပြီးအဟာရပြည့်ဝတဲ့ပင်လယ်စာဖြစ်ပေမဲ့တချို့သောအစားအစာတွေနဲ့တွဲဖက်စားသုံးတဲ့အခါကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး။ဒါကြောင့်ဂုံးနဲ့မတည့်တဲ့အစားအစာတွေကိုအချက်မျိုးစားလိုက်မျှဝေပေးမှဖြစ်ပါတယ်။နံပါတ်၁ဗီတာမင်စီကျွယ်ဝသောအစားအစာများတက်တနာဂုံးမှာအာဆင်နစ်အာဆင်နစ်ဓာတ်အနည်းငယ်ပါဝင်ပါတယ်။ဗီတာမင်စီနဲ့ပေါင်းစပ်မိတဲ့အခါ DR စနစ်တက်ကိုပိုပြီးပြင်းထန်တဲ့အစိတ်တင်စေနိုင်တဲ့ပုံစံအဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ဥပမာများကတော့အသီးနှံများ၊လိမ္မော်သီး၊ရှောက်သီး၊တံမြာသီး၊ကီဝီသီး၊နနတ်သီး၊စတော်ဘယ်ရီသီး၊ဟင်းသီးဟင်းရွက်များ၊ခရမ်းကျင်သီး၊မရုပ်ကွာအစိမ်းရောင်ဘရိုကိုလီဖြစ်စွက်စာများကဗီတာမင်စီဖြစ်စွက်စေများရှောင်ရံကတော့ ဂုံးစားနေစဉ်သို့မဟုတ်ဂုံးစားပြီးပြီးချင်းဗီတာမင်စီများတဲ့အစာစာတွေကိုမစားသုံးသင့်ပါဘူး။နံပါတ်1လက်ဖက်ရည်လက်ဖက်ရည်မှာပါဝင်တဲ့ tannin တန်နင်ဓာတ်ဟာဂုံးတွေကပရိုတင်းဓာတ်နဲ့ပေါင်းစပ်တဲ့အခါအစာချေဖြတ်ဖို့ခက်ခဲစေပါတယ်။ဒါပြင် အစာအိမ်ဥလန်းချောင်းကိုထိခိုက်စေပြီးဗိုက်အောင်လာလေးပွားတာမျိုးဖြစ်စေနိုင်ပါတယ်။ရှောင်းရံကတော့ဂုံးစားပြီးပြီးချင်း လက်ဖက်ရည်ပူပူအအေးစတာတွေကို မတောက်တုံးတင်ပါဘူး။နံပါတ်3အအေးစာများနဲ့အအေးတက်များသောအစားစာများတရုတ်ဆေးပညာအရဂုံးဟာပူတဲ့သဘောရှိပါတဲ့ဒါကြောင့်အအေးစာတွေနဲ့တွဲဖက်စားသုံးတဲ့အခါခန္ဓာကိုယ်ရဲ့အပူအေးမြတ်တာမှုကိုဖြည့်ဆည်းစေနိုင်ပါတယ်။ဒါအပြင်အစာမကြေတာ၊ပိုင်းနာတာ၊ဝက်လျှော့တာမျိုးဖြစ်စေနိုင်ပါတယ်။ဥပမာများကတော့ရေခဲရေ၊ရေခဲမုတ် အေးတက်များသောတတိများ ဥပမာဖရေတီးတခွားမွေရှောင်းရံကတော့အစာအိမ်ဦးလန်းကြောင်မကောင်းသူတွေအနေနဲ့ဂုံစားပြီးအေးစာတွေကိုရှောင်းတင်ပါတယ်နံပါတ်၄တတိအချို့ဂုံတွေကပရိုတင်းဓာတ်နဲ့တချို့တတိတွေတဲကအချို့အင်ဆိုင်ဓာတ်တွေဓာတ်ပြူမိတဲ့အခါအစာမကြေတာဝမ်းလျှောတာမျိုးဖြစ်စေနိုင်ပါတယ်ဥပမာများတရက်တီးတစ်တော်တီးဖရေတီး ရှောင်းရံဂုံစားပြီးပြီးချင်းတတိတွေကိုချက်ချင်းမစားသုံးသင့်ပဲ။နာရီအနည်းငယ်ချပြီးမှစားသုံးတာကိုကောင်းပါတယ်။နံပါတ်5တဲအမျိုးမျိုးဂုံရောတဲအမျိုးမျိုးပါပရိုတင်းတက်မြင့်မားတဲ့အစားအစာတွေဖြစ်ပါတယ်။ပရိုတင်းတက်များပြားတဲ့အစားအစာနှမျိုးကိုတစ်ချိန်တည်းစားသုံးတဲ့အခါအစာချေစနစ်ကိုဝင်ပြီးစေပြီးအစာမကြေရာလေးပွားတာဘိုက်အောင်တာမျိုးဖြစ်စေနိုင်ပါတယ်။ဥပမာများကတော့ ပဲမျိုးမျိုးဥပမာပဲနီလေးပဲဖြူပဲပုတ်နဲ့ပြုလုပ်ထားတဲ့ဟင်းလျာများရှောင်းရံကတော့အစာချေစနစ်အားနည်းသူတွေအနေနဲ့ပဲမျိုးမျိုးနဲ့ဂုံးကိုတွဲဖက်စားသုံးခြင်းကိုရှောင်ကျင်တင်ပါတယ်ဒီအချက်လက်တွေကဂုံးစားသုံးတဲ့အခါပုံမကျမ်းပါစေဖို့အတွက်အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်တကယ်လို့တင့်မှာမတည့်တဲ့အစားအစာဒါမှမဟုတ်ဓာတ်မတည့်တဲ့လက္ခဏာတွေရှိခဲ့ရင်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါပဲ။ ီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့ like share လေးလုပ်ပေးခဲ့ပါဦးနောက်တင်တဲ့ဗီဒီယိုလေးတွေကိုလက်မလွတ်ရအောင်လို့